thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် Airbus ကုမ္ပဏီတရုတ်နဲ့လက်တွဲဖြုံမှုကြောင့်မြန်မာစင်အုပ်စုကိုထိခိုက်နိုင်တဲ့ကြောင်းတင်ဆက်ပေးပါမယ်ဥရောပရဲ့အကြီးဆုံးလေကြောင်းကုမ္ပဏီ Airbus ကတရုတ်စိုးရစစ်တပ်ပိုင်လင်းရင်ထုတ်လုပ်ရေးနဲ့စည်ရင်းဤပညာကုမ္ပဏီ AV China နဲ့လက်တွဲဖြုံမှုဟာမြန်မာစင်အုပ်စုကိုထိခိုက်နိုင်တယ်လို့သွေးစွန်းငွေဖြတ်တောက်ရေးလှုံ့ဆော်မှုပွဲ Blood Money Campaign ကအသိပေးပါရယ်စင်အုပ်စုကိုလင်းရင်ဆက်လက်ပစ္စည်းတွေနဲ့ဤပညာထောက်ပံ့ပေးနေတဲ့တရုတ်စိုးရစစ်တပ်ပိုင်ကုမ္ပဏီ AVIC ရဲ့လုပ်ငန်းခွဲဖြစ်တဲ့ AV China Industry and Technology Company Limited နဲ့ရင်းနှီးမြှုပ်နှံမှုပူးပေါင်းလုပ်ကိုင်ခြင်းကို Airbus က AB တရက်နေ့မှစတင်ရတက်ခဲ့တာပါအခုလိုရင်းနှီးမြှုပ်နှံမှုဆိုင်ရာလက်တွဲဖြုတ်ခြင်းကမြန်မာဆင်အုပ်စုအတွက်နိုင်ငံကြီးရာအကြီးအကျယ်ထိခိုက်မှာဖြစ်ပြီးတရုတ်ဆိုရပိုင်ကုမ္ပဏီ AVIC အတွက်လည်းအရှက်ရပွဲဒိုနတ်ချက်ဖြစ်တယ်လို့ Blog Bunny Camping ကဆိုပါတယ်ဒါပြင် Airbus နဲ့ AVIC အကြားပူးပေါင်းဆောင်ရွက်မှုပေါ်မှာလည်း ဆိုရတဲ့ထိခိုက်မှုတွေရှိလာမှာဖြစ်ပြီးဒီအချက်ကဆေးအုပ်စုကကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကိုဂုံတိတ်ခါရှိတဲ့လူအတိုင်းဝိုင်းကနေလက်မခံကြောင်းပြသနေတာပါ Justice for Myanmar ရဲ့အချက်လက်တွေရ AV China ရဲ့ထုတ်လုပ်မှုတွေဟာ KA လေးကျင်းရဲ့အပေါ်စားတိုက်ခိုက်ရင်လင်းရင်နဲ့ဝိုင်တွဲဗတ်စုံသုံးလင်းရင်တို့ပါဝင်ပြီးအဲ့ဒီအမျိုးအစားနှစ်ခုလုံးကိုမြန်မာလီတက်ကနိုင်ငံတော်အယက်သားပြည်သူတွေပေါ်ပြမှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာအသုံးပြုနေတာဖြစ်ပါတယ် Airbus က AV China မှာ share 9.33ရာခိုင် ုင်နှုန်းပိုင်ဆိုင်တဲ့တခုတည်းတော့အကြီးမားဆုံးနိုင်ငံတကာရှယ်ယာရှင်ဖြစ်ပြီး2024ခုနှစ်ဇွန်လအထိစီးရင်ရာယင်းနှမြုံနယ်မှုတန်ဖိုးမှာအမေရိကန်ဒေါ်လာတန်140ရှိပါတယ်။လက်ရှိ Avex ကတရုတ်နိုင်ငံအတွင်းရှိ AVIC နဲ့ဆက်စပ်နေတဲ့စီးပွားရေးလုပ်ငန်းတွေမှာပူးပေါင်းမှုတွေရှိနေသေးတဲ့အတွက်ဩစာရှင်ဝါကိုတောင်းပြီး AVIC ကိုမြန်မာဆဲအုပ်စုနဲ့စီးပွားရေးလုပ်ငန်းတွေရပ်တန့်ဖို့ဆက်လက်ဖိအားပေးရမယ်လို့ထောက်ပြပါတယ်။အခြားသောနိုင်ငံတကာကုမ္ပဏီတွေအနေနဲ့လည်းဆင်ယာဆွေးမှုကျူးလွန်နေတဲ့မြန်မာဆဲအုပ်စုနဲ့ဒါရိုက်ဖြစ်စေ၊သွေးဝိုက်ပြီးဖြစ်စေပတ်သက်စွ က်နေပံ့ပိုးနေရတာကိုချက်ချင်းရက်တက်မယ်လို့ Justice for Myanmar နဲ့ Block Money Campaign တို့ကတိုက်တွန်းထားပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့မီးမပေးနိုင်လို့အလုံယုံဆက်ယုံနေမှာဆိုလာသုံးဖို့စစ်ကောင်ဆောင်ပြောပြနေကြောင်းတင်ဆက်ပြပါမယ်။နိုင်ငံတွင်မှလျှက်စစ်မီပုံမှန်မပေးနိုင်သေးတာကြောင့်နေရောင်ခြည်စွမ်းရင်တုံးဆိုလာရီကိုကိုပိုင်းတပိုင်းတနိုင်ကနေအလုံယုံဆက်ယုံတွင်လဲပတ်နိုင်တဲ့အထိအသုံးပြုကြဖို့စစ်ကောင်ဆောင်ဘုံကြောင့်မူစီမရောက်နိုင်ကပြောပြပါမယ်။ ပြီးခဲ့တဲ့ဇွန်လ21ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးရှိစက်ရုံအလုံယုံတွင်ရေကုံထုံးလုံးမှုအခြေအနေကိုတွားရောက်ကြည့်ရှုစဉ်သူရဲ့လက်အောက်ခံဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့စက်ရုံအလုံယုံကတာဝန်ရှိသူတွေကိုပြောဆိုခဲ့တာဖြစ်ပါတယ်။စစ်ကောင်ဆောင်ကနိုင်ငံအနေနဲ့လျှက်စစ်တားရရှိဖို့အတွက်ပြည်ပမှာလောင်စာဆီတွေကိုတင်သွင်းနေရတာကြောင့်နိုင်ငံအတွင်းရှိပြည်ပြုံးမြေစွမ်းအင်ကနေလျှက်စစ်တားရရှိအောင်ဆောင်ရွက်ရမှာဖြစ်ပြီးတိဆောက်ချင်းတိုးတောင်းတဲ့နေရောင်ခြည်စွမ်းအင်သုံးလျှက်စစ်တားထုတ်လုပ်နိုင်တဲ့ဆိုလာကိုအသုံးပြုဖို့ညွှန်ကြားလာတာပါစီးပွားရေးလုပ်ငန်းရှင်တအူက တော့စစ်ကောင်ဆောင်ကလျှက်စင်မီယာရှိဖို့အတွက်ဆိုလာအုံပြုခိုင်းပြီးမေဆိုလာတက်စင်မှုဟာအရင်စိုက်ထုတ်ရတာများတာကြောင့်စီဝါရေးရတွက်ချီမကိုက်တာတွေဖြစ်နိုင်တယ်လို့ပြောပါရယ်ဆိုလာကတော့ကောင်းနေဆိုပေမဲ့လေကိုအရင်စိုက်ထုတ်ရတာကတော့တော်တော်များတယ်ဆိုလာကရင်းနှီးမြှုပ်နှံမှုထုတ်ရတာလေဒီကိုရဲ့လုပ်ငန်းသုံးဖို့လိုလားဖို့တော့အများကြီးထုတ်ရတာကိုအဲ့ဒါကြတော့လုပ်ငန်းရှင်တွေကတအားဝုံပြီးတာပေါ့နော်ရင်းနှီးမတီငွေကများသွားလို့ရှိရင်စီဝါရေးရတွက်ချီမကိုက်တာတို့ဘာလို့ဖြစ်လာတာပေါ့လို့ဆိုပါရယ်ဒါပြင်အလုံယုံစက်ယုံဒီမှာဆိုလာတက် စဉ်အသုံးပြုပါကရင်းနှီးမြှုပ်နှံမှုများတဲ့အပြင် အရင်ကြေးကာလကလည်းကြာနိုင်တာကြောင့်အသေးစားအလက်စားလုပ်ငန်းတွေအတွက်ဘလို့မှအဆင်မပြေနိုင်သေးသလိုရင်းနှီးမြှုပ်နှံထားနိုင်တဲ့လုပ်ငန်းရှင်ကြီးတွေလောက်သာအဆင်ပြေနိုင်မှုရှိတယ်လို့သူကဆက်ပြောပါရယ်တစ်ဖက်မှာစစ်ကောင်းဆောင်ကတော့မိမိတို့နိုင်ငံဒီနဲ့ပြန်ပြအားဖြင့်တနစ်မှာရပ်ပေါင်း300ကျော်အလေးနဲ့နေရောင်ခြည်ရရှိတာကြောင့်စက်ရုံအလုံယုံတွေမှာဆိုလာ အသုံးပြုပြီး ကုန်ထုတ်လုပ်ပါကထုတ်လုပ်မှုစည်းများစွာရှော့ချနိုင်တဲ့အတွက်အကျိုးမြတ်ပုံမရရှိမှာ ဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်ဒီရောက်ကြီးစွမ်းရည်သုံးဆိုလာရီကိုငွေကြေးတက်နိုင်တဲ့လုပ်ငန်းရှင်တွေကိုရင်းနှီးမြှုပ်နှံဖို့အားပေးဆောင်ရွက်ဖို့လုပ်ငန်းဆောင်ရွက်သူတွေကိုမှတ်လုံးပေးဖို့နဲ့ဝင်ကြီးဌာနတွေပါအိမ်33စီအထိဆိုလာကိုအတောင်းပြုပြီးလျှက်စစ်တာထုတ်ဖို့ညွှန်ကြားခဲ့ပါသေးတယ်။မြန်မာနိုင်ငံမှာအာဏာသိမ်းပြီးနောက်စက်ရုံတဲ့လုပ်ငန်းများစုကလျှက်စစ်မီပုံမရရှိမှုမရှိတာကြောင့်ဒီဆက်ကြီးတွေကိုတော့ ီးဆက်တွေကိုပဲအဓိက အားထားပြီးအသုံးပြုနေရတာဖြစ်ပြီးဆိုလာစနစ်ဟာဆိုရင်လေကုန်ကြစိတ်မြင်မာတဲ့အတွက်ဆက်ယုံတဲ့လုပ်ငန်းအနေနဲ့ဆိုနောက်တာအသုံးပြုနိုင်တာရှိရလို့လုပ်ငန်းရှင်တွေကပြောပါတယ် ဆက်လက်ပြီးတဝဲထူးစည်းဝိုင်းစုံမှာမကဝဲ660ထုတ်လုပ်နိုင်မည်ကြောင့်မီးသွေးတားပေးဆက်ရုံစောက်ဖို့ရုရှားနှင့်စစ်ကောင်စီသဘောတူတဲ့ကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတဝဲစည်းဝိုင်းစုံမှာ660မကဝဲထုတ်လုပ်နိုင်မည်ကြောင့်မီးသွေးတားပေးဆက်ရုံတစ်ခုတည်ဆောက်ခဲ့ဖို့ပြီးခဲ့တဲ့ဇွန်လ20ရက်နေ့မှာရုရှားနှင့်စစ်ကောင်စီတို့ကြားသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ရိုက်တာသတင်းမှဖော်ပြပါရယ်။ကန်လွန်ရှင်နန်နဲ့တဘာဝတန်ရင်ကနာဖွံ့ဖြိုးတိုးတက်လာစေဖို့ရုရှားကုမ္ပဏီတွေကိုဆွဲဆောင်ဖို့မြန်မာဘက်ကအဆင်အသင့်ဖြစ်နေတာကိုဂရုပြုမိတဲ့အကြောင်းရု ရုရှားစီးပွားရေးဝန်ကြီးမက်ဆင် ရီရှက်နီကော့ကပြောပြီးစိန့်ပီတာစပန်မြို့မှာစစ်ကောင်စီခန့်ရှင်နီမြုံနံမှုနဲ့နိုင်ငံသားစီဝါဆက်သွယ်ရေးဝန်ကြီးဦးကန်စော်နဲ့သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ပါတယ်။သဘောတူညီချက်ရမကဝဲ660ထုံနိုင်မဲ့ကြောင့်မိသွေးတာပြည်စံယုံတည်ဆောင်နေတဲ့တဝဲဒူစီဝိုင်းစုံပါဝင်စီမံကိန်းတွေကိုအရှိန်မြင့်ကူညီပေးမယ်လို့ရုရှားဘက်ကပြောပါတယ်။ဒေါ်ဆန်းစုကြည်ဦးဆောင်တဲ့အရသာအစိုးရကို2021ခုနှစ်မှာဖြုတ်ချခဲ့တဲ့ အာနာသိန်းစစ်ကောင်စီနဲ့ရုရှားအစိုးရတို့ကပုံမိုနီကတ်တဲ့ဆက်ဆံရေးတည်ဆောင်လာခဲ့ကြတာဖြစ် ်ပါတယ်။မြန်မာနိုင်ငံမှာနိုင်ငံတွင်းပဋိပက္ခတွေစီးပွားရေးချုပ်ချုံကြမှုတွေနဲ့ငတ်မောခံပါမှုတွေကြေကြေပြန့်ပြန့်ဖြစ်ပွားနေပြီးနိုင်ငံလူဦးရေ55တန်ရဲ့သုံးပုံတစ်ပုံကအကူအညီတွေလိုအပ်နေတယ်လို့ကုလသမဂ္ဂကပြောဆိုထားတာပါ။စစ်ကောင်စားဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြီးခဲ့တဲ့မလမှာရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွေ့ဆုံခဲ့ပြီးမြန်မာနိုင်ငံမှာအသေးစားနျူကလ িয়ার ဓာတ်ပိဆက်ရုံတိဆောက်ရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့လမှာတော့တပွဲထူစီဝိုင်းဆောင်မှာစိတ်ကန်နဲ့ရှင်နန်ချက်ဆက်ရုံတိဆောက်ရေးနှစ်နိုင်ငံနားလည်မှု ဦးစာကျော်လွားလက်မှတ်ရေးထိုးနိုင်ခဲ့တာပါပြီးခဲ့တဲ့ဇွန်လ20ရက်မှာလက်မှတ်ရေးထိုးနိုင်ခဲ့တဲ့သဘောတူညီချက်တွေအရသေယူပို့ဆောင်ရေးအခြေခံအစအော်တပ်တူလုပ်ငန်းစိုက်ပျိုးရေးနဲ့ဆက်သွယ်ရေးကဏ္ဍရင်းအပါအဝင်နေပယ်ရီမှာပူးပေါင်းဆောင်ရွက်မှုကိုလွယ်ကူချောင်းမွေ့စေမှာဖြစ်ကြောင်းရုရှားကပြောဆိုထားပါတယ်ဆလတ်ပြီးမိုးမိတ်မှာ TNL နဲ့ SSPB တိုက်ပွဲထပ်ဖြစ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်တိုက်ပွဲဖြစ်ရတဲ့အကြောင်းရင်းအပြန်အလှန်ဆွဆွဲတယ်လို့ဆိုပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့နယ်အတွင်းတောင်မြူသားလူမျိုးရေးတပ်မတော် TNL နဲ့ရှမ်းပြည်တိုးတိုက်ရေး ပါတီ SSPP SSC ကြားဇွန်လ23ရက်မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲဖြစ်ပွားရတဲ့အကြောင်းရင်းကိုအပြန်အလှန်ဆွဆွဲထားပါတယ်2029စစ်စင်ရေးဒုတိယလိုင်းမှာမိုးမိတ်မြို့နယ်ကို TNL နဲ့ဖူးပေါင်းတပ်တွေကသိမ်းပိုက်ထားရာဇွန်လ23ရက်မှာ TNL စစ်ကြောင်းကို SSPP ဘက်ကနှစ်ကြိမ်ခြုံကိုပစ်ခတ်တိုက်ခိုက်ခဲ့ပြီးလက်နက်ကြီးနဲ့တစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ TNL ကသတင်းထုတ်ပြန်ပါတယ် မိုးမိတ်မြို့နယ်မိုးဟောက်ကျင်းရွာအုပ်စုအတွင်း DNL ဘက်ကစစ်ကြောင်းထွက်ပြီးကင်းလင့်စဉ်တိုက်ခိုက်ခံရခြင်းဖြစ်တယ်လို့ဖော်ပြပါရယ်မိုးမိတ်မြို့နယ်က2029စစ်စင်ဒုတိယလိုင်းမှာ DNL တိမ့်ပိုက်ခဲ့တဲ့မြို့တစ်မြို့ဖြစ်ပါရယ်အခု SSPB ဘက်ကပြစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့ DNL ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး SSPB ပြောရေးဆိုခွင့်ရှိသူအချုပ်တန်းဆက်သွယ်မိမြန်းထားဆဲဖြစ်ပါရယ်တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး SSPB ဘက်ကသတင်းထုတ်ပြန်ရမှာမိုးမိတ်မြို့နယ်အတွင်း SSPB SSA တပ်ထိုင်ထားတဲ့နေရာကို DNL စစ်ကြောင်းမှာထိုးစစ် င်တိုက်ခိုက်လာခြင်းဖြစ်တယ်လို့ဖော်ပြပါရယ်မိုဟောက်တင်းရွာတောင်ဘက်ရှိ SSBB တက်စကန်ရှိရာကို PSLF DNL မှာစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်ဝင်ရောက်ခဲ့တဲ့အတွက်ကြောင့်နှစ်ဖက်တိုက်ပွဲအပြင်းထန်အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ SSBB ဘက်ကထုတ်ပြန်ပါရယ်မိနစ်နဲ့ငယ်အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး DNL တပ်ဖွဲ့ပြန်လည်ဆုတ်ခွာသွားပြီးနောက်လက်ရှိအချိန်ထိနှစ်ဖက်ပြစ်ခတ်မှုတွေရပ်သွားခဲ့ကြောင်းဖော်ပြပါရယ်ဇွန်လ19ရက်နေ့မှာ DNL တပ်ဖွဲ့တမဟာ2တမဟာ3 ုံတမအကိုတို့စုပေါင်းပြီးအင်အား၂၀၀ကျော်ကမိုင်းလုံးမိုးခုံမှာမိုးမိတ်မြို့နယ်အတွင်း SSPP SSA စခန်းတည်ရှိရာ မိုးဟောင်းကျင်းရဘက်ကို UTB ထိုးစစ်စဉ်ဝင်ရောက်နေရာချထားခဲ့တယ်လို့ဆိုပါတယ်။ဒါပြင် SSPP နဲ့ TNL တို့ကဇွန်လ15ရက်ကလည်းကြောင်မဲမြို့နယ်ဟူးစွန်ကျင်းရွာနီးတိုက်ပွဲဖြစ်ပွားခဲ့ပြီး TNL ဘက်ကအထိကိုက်အကြုံရှိခဲ့တယ်လို့သတင်းအချင်းမြစ်တချို့ကပြောပါတယ်။ SSPP တက်ရှိယာကို TNL ကလာရောက်ပြီးဖယ်ခိုင်းရန် SSPP ကလက်မခံဘဲပြစ်ခတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဇွန်လ15ရက်ပြစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး TNL ကဇွန်လ23ရက်ထုတ်ပြန်ကြမှာဖော်ပြခဲ့ရာ SS SSPP SSA တပ်ဖွဲ့က ဟူစွန်တောင်စခန်းကို TNL ရဲ့တပ်သားလေဟာနေခြင်းဝင်ရောက်နေရယူခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်အဲ့ဒီစခန်းကို TNL ကတက်လာစဉ် SSPP SSC တပ်ဖွဲ့ကပြခတ်ခတ်လို့တပ်ဖွဲ့ဝင်နှောင်းကြဆောင်ပြီးသုံးဦးတရားရခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။ဒါပေမဲ့ဟူစွန်တောင်စခန်းတိုက်ပွဲနဲ့ပတ်သက်ပြီး SSPP ကထုတ်ပြန်ရမှာကြောင်မဲမျိုးနဲ့ဟူစွန်ချင်းရွာနီးရှိ SSPP SSC တပ်စခန်းကို TNL ဘက်မှစစ်ရင်ရအောင်ဖယ်ခိုင်းပြီးနှစ်ဖက်တိုက်ပွဲအပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ် TNL နဲ့ SSPB တို့ကပြီးခဲ့တဲ့နှစ်များအတွင်းကြောင်မဲနဲ့ကုတ်ခိုင်မြို့နယ်တွေမှာမဟာမိတ်အချင်းချင်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိပါတယ်။